မြစ်ကြီးနားမြို့ပေါ်မှာရင်စည်းကမ်းဖောက်ဖျက်မှုများအတွက်တန်ရိုက်မှုများကိုရင်ထိန်တပ်ဖွဲ့မှလှုပ်ဆောင်နေတော်လဲမြို့တွင်မိပိုင်းပြက်စီမှုများပြင်ဆင်ပေးခြင်းမရှိဘဲအချို့နေရာများမှာပိတ်ထားသည့်အပေါ်ဒေသခံများဝေဖန်နေကြပါသည် ယခုရက်ပိုင်းအတွင်းရင်ထိန်တပ်ဖွဲ့မှလမ်းဆောင်လမ်းခွာတွေမှာဆိုင်ကယ်စီးအုပ်ထုပ်မဆောင်ခြင်းမော်တော်ကားများအနေဖြင့်ရင်မောင်းလိုက်စဉ်ထိုင်ခုံခပတ်ပတ်ထားခြင်းရှိမရှိစစ်ဆေးမှုများလှုပ်ဆောင်ကာတန်ငွေ1000မှ3000အထိတန်ရိုက်မှုများရှိနေတယ်လို့ဒေတာခန့်တွေထံကနေသိရပါတယ်။ယကြည်နာမြို့ပေါ်ရှိလမ်းဆောင်လမ်းခွာတွေမှာတက်ဆင်ထားတဲ့မီးပွိုက်များပျက်စီးနေဒီမှာကြာမိနေပြီဖြစ်ပြီးမီးပွိုက်များပျက်စီးနေ၍လမ်းဆောင်လမ်းခွာတို့မှာရင်တိုက်မှုမကြာခဏဖြစ်ပွားလေရှိနေတယ်လို့မြို့ခန့်တွေကပြောပါတယ်။ ဈေးကြီးနာဆိုရင်လူအရန်ရှုပ်တဲ့အခါမီးပွိုင်းပိတ်ထားတဲ့အခါကြရင်သုံးဘိန်းနဲ့ဆိုင်ကယ်တွေဆိုရင်မကြာခဏတိုက်မိတာမျိုးတွေရှိတယ်။တကယ်အလုံးလုံးတဲ့မီးပွိုင်တွေကအစိုးရယုံနာကမီးပွိုင်တွေပဲအလုံးလုံးပြီးကျန်တဲ့မီးပွိုင်တွေအများစုကအလုံးမလုံးဘူးဖြစ်နေတယ်လို့၎င်းကပြောပါရယ်။မြကြီးနာမြို့အတွင်းစုစုပေါင်းမီးပွိုင်20နီးပါးရှိတော်လေလူသွားလူလာများတဲ့နေရာတွေမှာမီးပွိုင်များအလုံးမလုံးပဲသုံးပုံတပုံခန့်တာမီးအချက်ပေးစနစ်ကောင်းစွာအလုံးလုံးနေကြောင်းမြို့နယ်ပြည်သူတွေထံကနေသိရပါရယ်။ လာမယ့်ဇွန်လအတွင်းအစိုးရအကြောင်းများပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်လမ်းဆောင်လမ်းခွာနဲ့အကြောင်းအနည်းရှိမိပွိုင်များပြုပြင်ပေးရန်မြို့ခံများကလိုလားနေကြပါရယ်ကချင်ပြည်နယ်မှာ2025ခုနှစ်ဇန်နဝါရီလမှမတ်လအထိရင်တိုင်းမှု15မှုဖြစ်ပွားခဲ့ပြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့အချက်အလက်များအရယခုနှစ်ဇန်နဝါရီလမှမတ်လအထိကချင်ပြည်နယ်မှာ ရင်တိုင်းမှု15မှုတရားရရှိမှုကူမှုရှိကာတည်ဆုံမှု14မှုရှိခဲ့တယ်လို့ထုတ်ပြန်ထားပါရယ်